မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေဧပြီလ28ရက်ဒီဂရီ99နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပလီပင်လေပင်နဲ့ပင်္ဂလာပင်လေတို့တွင်တိန်နေငယ်မှာတိန်တင်တင်ဖြစ်ချုံနေပါမယ်ဒီကနေ့ညနေထိခမန်းကြကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတနင်္လာရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့တွင်နေရာကျကျကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကွက်ကြားမိုးထစ်ချုံရပါမယ်။ရှမ်းအရာနှုံး80ဖြစ်ပါတယ်။ ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်တိမ်ထင်တင်ဖြစ်ထွန်းပါမယ်။မုတ်တိန်အောင်ဖြစ်ပေါ်မှုအခြေအနေအရစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္လာရီတိုင်းဒေသကြီးနယ်ကချင်ပြည်နယ်တို့တွင်မုတ်တိန်အောင်များဖြစ်ထွန်းလျက်ရှိပြီးအစိုးရမုတ်တိန်အောင်များရွေးရှားရနေရာတချို့တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ကြုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်း၊စားရဲမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရဲ့အကြံပြုပါပါသည်။ မြမပင်လေးပြင်းနဲ့လှိုင်းနေငယ်မှာလှိုင်းသိင်းတင်ရှိပါမယ်။လှိုင်းမြမမြမကဲရန်တချောင်းနေကမ်းလွန်ပင်လေးပြင်းတွင်လေးပေမှာခုနှစ်ပေကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင်နေရာကျကျမှုထိချုံရပါမည်။ နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေတိခမ်းမန်းချက်ကတော့တိမ်တင့်တင့်ဖြစ်ထွန်းပါမယ်ရှင်။